ားလုံးပဲမင်္ဂလာပါကျွန်တော်တို့မြန်မာလူမျိုးတွေအကြိုက်ယုံမတည်သည်ဒီအသီးကဂျမရည်တို့တကယ်ကောင်းမှန်းအားလုံးသိကြပါတယ်ဒါပေမဲ့ယုံမတည်သည်ကိုဘသူတွေကတတိထားပြီးစားတယ်လဲဘယ်စည်းရုံးနဲ့တွဲဖက်စားသုံးရင်အန်ဒီရှိနိုင်လဲဒီနေ့ဗီဒီယိုမှာတိထားတဲ့အသက်ကအချက်လက်သုံးခုကိုပြောပြပြသွားမှာပါဗီဒီယိုကိုအဆုံးထိကြည့်သည်တင့်မိသားစုကိုလည်းမျှဝေပေးဖို့မမေ့ပါနဲ့နော်ပထမဆုံးနဲ့အရေးအကြီးဆုံးအချက်ကတော့သွေးကြဲစေးတောက်သုံးနေရသူတွေပါ နှလုံးရောဂါသုံးဖို့သွေးခဲခြင်းကြောင့်ဆရာဝန်ညွန်ကြားတဲ့ warfarin လိုဆေးမျိုးတွေတောက်နေရရင်အထူးကြိုဆိုင်ပါရုံးရည်သီးမှာဗီတာမင် K တမနာကမြင်မာပါတယ်ဒီဗီတာမင် K ဟာသွေးခဲစေတဲ့လုပ်ငန်းစုံမှာပါဝင်နေတာပါဒါကြောင့် warfarin လိုသွေးကျဲဆေးတွေကဗီတာမင် K ရဲ့လှုပ်ဆောင်မှုကိုတားဆီးတာဖြစ်ပါတယ်ရုံးရည်သီးကိုရုတ်တရက်အများကြီးစားလိုက်မယ်ဆိုရင်ဆေးအာနိသင်ရောကျသွားပြီးသွေးခဲနိုင်ခြေပိုများလာနိုင်ပါတယ်သွေးကျဲဆေးတောက်သုံးနေရင်ယုံပရီတီကိုမဆောင်ပါနဲ့ ဒါပေမဲ့နေ့တိုင်းပမာဏတူညီအောင်ထိန်းစားဖို့လိုအပ်ပါတယ်ဒုတိယအချက်ကတော့စီချိုယောဂရှိသူများနဲ့သက်ဆိုင်ပါတယ်စီချိုစေမဖော်မန်တောက်နေရသူတွေတတိထားတဲ့လက်အချက်ပါယုံပတိတီးကိုလီးလိုက်ရင် ထွက်လာတဲ့ဆေးကပ်တဲ့အမြင်တက်မြူစီလစ်ကိုတတိထားမိကြမှာပါသူတေသနာတွေအရာဒီအချွဲတတ်ဟာအစအိမ်နဲ့အူလန်းချောင်းထဲမှာမဖော်မင်းဆေးကိုဖမ်းယူထားသလိုဖြစ်စေပြီးဆေးရဲ့ဆုပ်ယူမှုကိုရော့ကျစေနိုင်ပါတယ် အကြံပြုချက်စီချိုဆေးတောင်းနေတယ်ဆိုရင်တော့ယုံပတိတီစားလာကိုမရှောင်ပါနဲ့ဒါပေမဲ့ဆေးရနီတဲ့နှစ်ထိခိုက်ရအောင်ဆေးတောက်ချိန်နဲ့ယုံပတိတီစားချိန်ကိုအနည်းဆုံး2နာရီခန့်ချားပေးပါတတိယအချက်ကတော့ကြောက်ကကြောက်တီတက်တူရီအတွက်ပါယုံပတိတီမှာအောက်ဆလိတ်အောက်ဆလိတ်ဓာတ်တွေပါဝင်မှုမြင့်မားပါတယ်အဖြစ်များဆုံးကြောက်ကကြောက်ကကယ်လ်ဆီယမ်အောက်ဆလိတ်ကြောက်ဖြစ်ပါတယ်အောက်ဆလိတ်ဓာတ်မြင့်မားတဲ့ယုံပတိတီကိုအခြားအောက်ဆလိတ်များတဲ့အစားအစာတွေဥပမာဟင်းနူနွယ် ကိုက်လန်အခွန်ပါတဲ့အာလူတို့နဲ့တွဲပြီးအမျိုးကြီးစားသုံးတဲ့အခါကြောက်တီးနိုင်ခြင်းပုံမြင့်လာစေနိုင်ပါတယ်။ယုံပတိသီးကို စားရတာခြိုက်ပေမဲ့အချွဲတို့ကြောင့်စိတ်ပြက်ရသူတွေအတွက် အပိုစုအနေနဲ့အချွဲမထွက်အောင် ချက်ပြုတ်နည်းအကြံပြုချက်တစ်ခုပေးပါမယ်။ယုံပတိသီးကိုအချွဲနှဲအောင်ချက်ပြုတ်တဲ့အခါအချင်တတ်ကိုသုံးပါဟင်းချက်တဲ့အခါတမယာရေရှာလကရေသို့မဟုတ်ခန်းချင်းသီးလိုမျိုးအချင်ဓာတ်တစ်ခုခုကိုထည့်သွင်းပေးပါ ဒီအချင်းတက်တွေဟာအထရက်တာကို ပြေပြောက်စေပါတယ်အပူပြင်းပြင်းနဲ့กินတာဒါမှမဟုတ်ကြော်တာကလည်းအချွဲကိုရော့ကြစေပါတယ်ကဲဒီနေ့ဗီဒီယိုမှာယုံပတိဒီရဲ့အကျိုးကျေးဇူးတွေအပြင်ကျမ်းမာရေးခြေနေရာတတိထားထက်တဲ့အချက်တွေကို ပြောပြခဲ့ပါပြီတင်မှာသွေးကျဲစေးတို့မဟုတ်စီးကြိုစေးတောက်သုံးနေရတဲ့မိဘဆွေမျိုးများရှိရင်ဒီဗီဒီယိုလေးကို lesson ကန်ဖြာဝေပေးဖို့တောင်းဆိုခြင်းပါပဲ။ ်ဗီဒီယိုကိုနှစ်သက်တယ်ဆိုရင် like လုပ်ပြီးကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်နောက်ထပ်ကျမ်းမာရေးဘူးတူတော်တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေ